အီရန်နဲ့ငင်းငင်းကြီးကိုအမြန်ဆုံးလှုပ်ဆောင်မှုထရန်ကအီရန်ရဲ့နျူကလ িয়ার တည်နေရသုံးမှုကို အမေရိကန်ရဲ့တိုက်ခိုက်မှုတွေအပြီးသူ့ရဲ့မိန်ကုံးမှာထည့်သွင်းပြောကြားခဲ့ပါတယ်။အင်ဂျီရိုမှာပြုလုပ်တဲ့သူ့ရဲ့မိန်ကုံးပြောကြားမှုမှာအီရန်နဲ့ငင်းငင်းကြီးလှုပ်ဖို့နဲ့မလှုပ်ဘူးဆိုရင်အနာဂတ်မှာတိုက်ခိုက်မှုတွေဆက်လက်ရှိလာနိုင်မယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က အီရန်ရဲ့နျူကလ িয়ার စီစဉ်တွေကိုဖျက်ဆီးဖို့နဲ့ကမ္ဘာအကြမ်းဖက်ထိပ်သီးကမကထပြုသူအီရန်ရဲ့နျူကလ িয়ার ချိန်ချမှုတွေကိုရပ်တန့်မှုဖြစ်ပါတယ်။အီရန်နဲ့ငြိမ်းချမ်းရေးကိုလုပ်ရမှာဖြစ်ပါတယ်။အဲ့လိုမလုပ်ခဲ့ရင်အနာဂတ်မှာတိုက်ခိုက်မှုကြီးတွေရှိလာနိုင်မယ်လို့ထရန့်ကပြောကြားခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার စီစဉ်တွေကိုအစ်စရီတိုက်ခိုက်ရမှာအမေရိကန်ပါဝင်တိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ပြီးနောက်သမ္မတဒေါ်နယ်ထရန့်ကဇွန်လ22ရက်နေ့အမေရိကန်ဒေတာစံတော်ချိန်ည7:00နာရီ မြန်မာစံတော်ချိန်ဇွန်လ22ရက်မနက်8:00နာရီခွဲမှာနိုင်ငံကိုမင်းကွန်းပြောကြားခဲ့ခြင်းလည်းဖြစ်ပါတယ်။တဏ္ဍာရီကိစ္စတွေဆင်းလို့နှစ်ပတ်အချိန်ပေးမယ်လို့ပြောကြားခဲ့ပြီးနောက်နှစ်ရက်အကြာမှာထုတ်ပြန်တဲ့ရှောင်းနှခင်ကျန်ကျမထရန်ဂါ4ကိုဘုံတွေအပြေးဝါချေခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အမေရိကန်စစ်တပ်ကအီရန်နျူကလ িয়ার တီနီယာ၃ခုကိုအလွန်အောင်မြင်တဲ့တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့လည်းဆိုပါတယ်။အမေရိကန်စစ်တပ်ကတိုက်ခိုက်ခဲ့တဲ့နျူကလ িয়ার တီနီယာတွေထဲမှာဖိုရိုမာရှိတဲ့အရေးပါတဲ့မြေရောက်ယူရေနီယံတန့်စင်စက်ရုံတွေပါဝင်ခဲ့ပါတယ်။